ဟုတ်အမေကကျွန်တော်အမေအခုလက်ရှိတော့ဒါဘိုးကြီးဆေးဥမာတက်ရောက်ပြီးကုသနေပါတယ်အမေကအာမင်းအရင်ကလည်းလွန်ခဲ့တဲ့9နှစ်ဆောင်ရောက်ကလည်းကင်ဆာရောဂါရှိတယ်ရင်သားကင်ဆာရှိတော့ဖျက်ထုတ်တာပဲပေါ့နော်အခုဒီ9နှစ်ကျော်ဆောင်းတဲ့ကာလမှာတော့ပြန်ဆစ်ဆေးတဲ့အခါမှာတော့ဆေးဆစ်ဆေးတော့တော့ချက်ပုံမှန်ဆစ်ဆေးတာပေါ့ခုနကပြန်ဆစ်ဆေးတဲ့အခါကျတော့အမေရဲ့အဆုတ်မှလည်းဒါကင်ဆာရောဂါပိုးတွေတွေ့ရတယ်ပေါ့နော်နောက်နောက်ပြီးတော့အခုလက်ရှိမှာတော့အဲအဆုတ်ထဲမှာရေဝင်နေတဲ့ရေဝင်နေတယ်နောက်နှလုံးသွေးကြောကျင်းနေတာလည်းတွေ့ရတယ်အဲ့လိုမျိုးဆိုတဲ့အခါကျတော့ အမေရဲ့ကျမ်းမာရောအခုချိန်မှာတော့နည်းနည်းလေးအရင်ထက်ဆိုင်ပုံပြီးတော့ view ဆက်ပေးနေရတယ်ပေါ့နော်အဲ view ဆက်ပေးနေရအခြေဖြစ်နေတာပေါ့ဆရာဝန်ကတော့အစုံနဲ့ပတ်သက်တဲ့ဆရာဝန်တမားတော်ကြီးကတော့အာတောက်ဆေးထိုးစင်းနေပေါ့နော်ဒါဒီဒီနေ့ဒီနေ့ပဲတည်ရတာပါတောက်ဆေးထိုးစင်းနေဒါတက်တာဝါနေတယ်လို့တော့ပြောပါတယ်ခင်ဗျာကျန်နှလုံးနဲ့ပတ်သက်တဲ့ဟာတော့လေဒါနှလုံးဆရာဝန်တွေ့ပြီလို့ရှင်တော့လိုရတဲ့ကုသမှုတွေတော့အောင်ပေါ့နော်အဓိကတော့ကျွန်တော်အမေအတွက်လည်းကျွန်တော်အမြင်နဲ့ပေါ့နော်အဲဆူတောင်းပေးနေတယ်ကျွန်တော်ဒါ Facebook မှာ page မှာတင်တဲ့ခါမှာလည်းကျွန်တော်အမေအတွက် ဆူတောင်းပေးကြတဲ့အဲမိတ်ဆွေတငယ်ချင်းတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဒီနေ့ပြောချင်ပါတယ်ခင်ဗျာဒီနေ့ပွဲမှာကျွန်တော်က Trader ကိုညိုမင်းလွင်ရဲ့အဲဖုတ်သွင်းထားဆိုတဲ့ပြဆက်မှာကျွန်တော်ကကြောင်းဆရာတယောက်အမြင်နဲ့ပါဝင်ပြီးတော့အကပြပြောပြသွားဖြစ်ပါတယ်ခင်ဗျာဒါလေးကပြောမယ်ဆိုရင်တော့အနုပညာရှင်တယောက်အနေနဲ့ဒါပိုတက်ဆတဲ့အနုပညာနဲ့ကိုယ့်ဘုံမှာကျေးဇူးရှိတဲ့ခွင့်ရသားကြီးပြည်သက်တွေအခုတော့အခက်ခဲကြုံတွေ့နေတဲ့အချိန်မှာပိုတက်နေတဲ့ ကွဲဟိုဘာမလို့အတမူမန်ကြောင်းနေနေပြန်ပြီးတော့ကျေးဇူးဆက်ခွင့်ရတယ်လို့ပဲကျွန်တော်ထင်ပါတယ်ခင်ဗျအဲ့အတွက်လည်းပီတီလည်းဖြစ်ပါတယ်နောက်ပြီးတော့ဒီငွေတန်အသိခံရတဲ့ဒေသမှာရှိတဲ့ပြည်သူတွေအတွက်လည်းတကယ်လည်းထက်တူစေမကောင်းဖြစ်ပြီးပါတယ်ခင်ဗျဟုတ်ကျွန်တော်ဒီကြားထဲမှာတော့ဒီ TV စီစဉ်နေ program တွေအားကစား program တွေနောက်ပြီးတော့ဇလန်းတွဲလေးတွေတော့ရထားတွေတော့ရှိတယ်ဗောနော်တချို့ကလည်းထွက်လေးပြတ်သားပြီးပါပြီအဲဒါမဲ့အရင်ကတော့အမှုပညာဟိုထဲထဲကိုတိတ်မလို့ဖြစ်တာလဲပါလာဗောနော်အခု ဒါဒီပြားစက်မှာပြိတ္တတွေနဲ့တီတုံးကရမယ်ဆိုတော့လေဝမ်းသာပါတယ်ကြည်တဲ့ကြည်နူပါတယ်နောက်ပြီးတော့ညခုံလည်းရေခုံးမှုလည်းဖြစ်ပါတယ်ဟုတ်အဲပြောမယ်ဆိုကျွန်တော်အမေရောအဖေရောပေါ့နော်ဒါမိဘနှစ်ပါးဆိုတော့တော့ဒါတက်ရှိထင်ရှားဖျားပဲပေါ့နော်ကျွန်တော်တို့တက်ကတော့နော်အမေဆိုလို့ရှင်နေတာကိုတကယ်ဝမ်းနဲ့လွယ်ပြီးတော့အသက်နဲ့ရှင်ရောမွေးဖွားခဲ့ရတဲ့မိခင်တယောက်ရဲ့ကျေးဇူးတွေဆိုတာဒါဆက်လို့မကုန်ပါဘူးကျွန်တော်တို့တွေကအဲအဲ့တော့အဲပြောမယ်ဆိုရှင်တော့ကျွန်တော်အပါဝဲပေါ့နော် အဲတာသမီနဲ့တာသမီနဲ့မိခင်ရဲ့တန်ဖိုးကိုမိခင်ရဲ့ကျေးဇူးကိုသိစေချင်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့တွေကလည်းအမေများနေ့တရက်တည်းမဟုတ်ဘူးပေါ့နော်ကိုယ့်ရဲ့စိတ်ထဲရင်ထဲမှာတကယ်ကိုကိုယ့်ရဲ့မိခင်ကိုဒါနေ့တိုင်းမှာအချိန်တိုင်းမှာရှိနေမယ်မိခင်ကမိဘကျေးဇူးကိုအောက်မေ့ပြီးတော့ ကိုဘက်ကနေတော့တက်တယ်ဆိုနေပြီးတော့အနည်းဆုံးတော့ဟိုစိတ်ချမ်းသာအောင်ထားနိုင်မယ်ဟိုချစ်စိုးလက်နဲ့ပြုစုပေးနိုင်မယ်တခုခုပေါ့နော်အဲ့လိုမျိုးလေးမိဘကပီတိဖြစ်အောင်လုပ်ပေးနိုင်ဆိုရှင်တော့ဒါကျွန်တော်တို့တက်ကတော့နေ့ရက်တိုင်းရတော့အမေများနေပါပဲလို့ပြောချင်ပါတယ်ခင်ဗျဟုတ်အဲအဲ့ဒါကကျွန်တော်ကအမေအခုချိန်တက်ပြီလေဒါဟိုအရင်တုန်းကရပါတော့အရင်တော့အမေနဲ့နေတယ်နောက်ပြီးအခုဒါအင်တော်ကြပြီးတော့အခုချိန်တက်ပြီလေဒါအမေနဲ့တူနေတဲ့ခါကျတော့ကျွန်တော်အမေတော့ကျွန်တော်အမြဲတမ်းတက်တယ်ဆိုတော့ကျွန်တော်ပြူးဆော့ဆော့တယ်အာ အထွေထူးပြောပြရအောင်မလို့ဘူးတော့ထင်ပါတယ်ဘာလို့ဆိုတော့တော်အချိန်တိုင်းအချိန်တိုင်းကတော့ကျွန်တော်ဟိုမိဘအမေပေါ့နော်အဖေအမေရောအဖေရောပေါ့အဲသူတို့နှစ်ယောက်ဆိုတော့ကိုကျွန်တော်ဘက်ကနေတော့အတန်းအဆုံးပေါ့နော်အဲညအရာကိုလို့ရှိရင်အမြဲတမ်းဒါအဖေနဲ့မိနေချက်တော့ကိုဥဖက်ပြီးတော့ကြတယ်နောက်ပြီးတော့ကိုတက်လာသေးပေါ့နော်ကိုတက်တဲ့ဟာလေးကငွေကြီးရပဲဖြစ်ဘာမှမလို့စားကျင်တာပဲဖြစ်ချစ်စိုးတဲ့ပြည်ပြည်နေမကောင်းဖြစ်လို့ရှိရင်ပြုစုတာပဲဖြစ်အအကုန်အကုန်လုံးပေါ့နော်ဘာပဲဖြစ်ကျွန်တော်အမြဲတမ်းပြုလို့ပေးနေကြဆိုတဲ့ခါကျတော့အထူးအထူးတလဲတစ်ခုတည်းကိုရွေးချယ်ပြီးတော့ ြောပြောစရာတော့အထူးမရှိဘူးလို့ထင်ပါတယ်ခင်ဗျ။အမှန်ပါတယ်။တော်တော်ရင်းနှောင်းကနာကိုယ့်ရဲ့မိဘကျေးဇူးကိုသိတယ်ဆိုတာပေါ့နော်။နောက်ကိုယ့်အဖေကျေးဇူးကိုယ့်အမေကျေးဇူးကိုမိဘကျေးဇူးသိတယ်ဆိုတာကကိုယ့်ကိုယ်တော့သိတာပြီးတော့ထင်တာပေါ့။ဒါပေမဲ့တကယ်တော့မိဘနေရာကိုရောက်လာပြီဆိုတဲ့အချိန်မှာဒါသမီးလေးကိုစပြီးတော့သူ့မိဟာ အဲကျွန်တော်ပြောပြီးကိုဝင်ရှိပြီဆိုတော့အချိန်အားစပြီးတော့ဒါကျွန်တော်ကအဲဟိုမေတာထိုင်တာတော့လာစတော့တာပေါ့နော်ဆော့ဆော့ယူဆက်ရတယ်အဲချွချွမမွေးတော့လဲဆူတော့ရတယ်ယူဆက်ပေးရတယ်နောက်ပြီးတော့မွေးလာတဲ့ခါကျတော့လည်းအခုဆိုရှင်ဒါတမိတရ9လာကျော်ပဲရှိသေးတယ်ပေါ့နော်အဲအဲ့အချိန်မှာလဲဒါအမြဲအမြဲတမ်းပဲအာတကယ်ကိုကိုမျက်စိရှိမှထားပြီးတော့အမြဲတမ်းယူဆက်နေတဲ့ချစ်ပြီးဆောက်ရှောက်ပေးရဆိုတဲ့ခါကျတော့ဟိုကိုလည်းတော့လည်းအော်ငါတော့လည်းငါရဲ့အမေကငါရဲ့အဖေကအခုတော့ပဲငါ့ဘုံမှာအဲ့လိုချစ်ပြီးတော့ခင်ပြီးတော့ ပေါ့နော်ဒါမှမဟုတ်ပြည်သူဆန်းရောက်ပေးခဲ့မှာပဲဆိုတော့အတွေ့အော်ဝင်မိတာနဲ့ကိုမိဘကျေးဇူးတာကိုထင်ရတဲ့ပုံပြီးတော့ကြီးမားရဲဆိုတော့ကိုမိဘနေရာရောက်လာတဲ့အချိန်မှာပို့ပြီးတော့ထင်ထင်ရှားရှားသိမြင်လာတယ်လို့ထင်ပါတယ်ခင်ဗျာတမိတေးကိုကျွန်တော်နော်ပူပူပြည့်စုံအောင်ဆိုပြီးတော့နာမည်ပေးတာပါနော်ပူပူဆိုတော့နော်နော်ပူပူဆိုတော့ကတော့နော်ဆိုတော့သူ့ရဲ့အမေရဲ့အဲကရင်လူမျိုးနော်ပေါ့နော်ပူပူဆိုတော့သူ့အမေနာမည်ပေါ့ပြည့်စုံဆိုတာကတော့ပူပူပြည့်စုံဆိုတာကတော့ကျွန်တော်တို့ အဲ့ချက်ပို့ပြီးတော့တို့ရဲ့တမီလေးကပို့ပြီးတော့ပြည့်စုံတဲ့ဘဝလေးရရှိလို့ဆိုတော့ဗောနော်အနေနဲ့လေးလည်းသိနေနာမည်လေးလည်းအစ်ပဲလေးလည်းကောင်းတယ်နောက်ပြီးတော့မောင်ဆိုတာကတော့ကျွန်တော်ရဲ့နာမည်လေးအပြားသက်လေးဗောနော်အဲ့ကြောင့်မလို့တမီလေးကိုတော့နော်ပို့ပို့ပြည့်စုံမအောင်ဆိုပြီးတော့နာမည်ပေးရပါတယ်ခင်ဗျာအဲကျွန်တော်မြင်တော့ကျွန်တော်ကတော့မြင်တာတော့သူ့မိနေပို့ပြရလို့တော့မြင်နေတယ်တချို့ကြောက်လေသူ့မိနေတူတယ်ပြောဆိုတချို့ကြောက်လေကျွန်တော်နဲ့တူတယ်ပြောကြဗောနော်ငယ်တမီလေးကငယ်သေးတဲ့အခါကျတော့ရုပ်ကတော့အဲတိတ်ပြီးတော့ဖမ်းလို့တော့မရသေးဘူးပေါ့။စသအရာပေါ့နော်။တမီးတက်ကိုစဉ်းစားမိတယ် အပြည့်သွားပြီးပြန်လို့ရှိရင်သမီးမင်းနာကြည့်အဲ့ရထားတဲ့သမီးမင်းနာကြည့်ညာရီလို့ရှိရင်သမီးလေးမင်းနာကြည့်တည်ရီလို့ရှိရင်လည်းအသမီးလေးကောင်းကောင်းမအိပ်ပြောရတာအဲဘလိုနေဘလိုနေလဲအစဉ်ပြေတာဆိုတာမျိုးလေးပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့အဲပီတိဖြစ်ပါတယ်ဒါသမီးလေးဟုတ်အမေကကျွန်တော်အမေအခုလက်ရှိတော့ဒါဘိုးကြီးဆေးဥမာတက်ရောက်ပြီးကုသနေပါတယ်အမေက အာမြေအရင်ကလည်းလွန်ခဲ့တဲ့9နှစ်ဆောင်းတော့ကကင်ဆာရောဂါရှိတယ်ရင်သားကင်ဆာရှိတော့ဖြတ်ထုတ်ထားရပေါ့နော်အခုဒီ9နှစ်ကျော်ဆောင်းတဲ့ကာလမှာတော့ပြန်ဆစ်ဆီးတဲ့အခါမှာတော့ဆစ်ဆစ်ဆီးတော့တော့ချက်တော့ပုံမှန်ဆစ်ဆီးတာပေါ့ခုနကပဲပြန်ဆစ်ဆီးတဲ့အခါကျတော့အမေရဲ့အဆုတ်မှလည်းဒါကင်ဆာရောဂါပိုးတွေတွေ့ရတယ်ပေါ့နော်နောက်နောက်ပြီးတော့အခုလက်ရှိမှာတော့အဲအဆုတ်ထဲမှာရေဝင်နေတဲ့ရေဝင်နေတယ်နောက်နှလုံးသွေးကြောကျင်းနေတာလည်းတွေ့ရတယ်အဲ့လိုမျိုးဆိုတဲ့အခါကျတော့အဲအမေရဲ့ကျန်းမာရေအခုချိန်မှာတော့နည်းနည်းလေး အရင်ထက်ဆိုင်ပုံပြီးတော့ view ဆက်ပေးနေရတယ်ပေါ့နော်အဲ့ view ဆက်ပေးနေတဲ့အခြေဖြစ်နေပါပေါ့ဆရာဝန်ကတော့အစုံနဲ့ပတ်သက်တဲ့ဆရာဝန်တမားတော်ကြီးကတော့အာတောက်ဆေးထိုးစင်းနေပေါ့နော်ဒါဒီဒီနေ့ဒီနေ့ပဲတည်ရတာပါတောက်ဆေးထိုးစင်းနေဒါတက်တာဝါနေတယ်လို့တော့ပြောပါရခင်ဗျာကျန်နှလုံးနဲ့ပတ်သက်တဲ့ဟာတော့လေဒါနှလုံးဆရာဝန်တွေ့ပြီလို့ရှင်တော့လိုရတဲ့ကုသမှုတွေလုပ်အောင်ပေါ့နော်အဓိကတော့ကျွန်တော်အမေအတွက်လည်းကျွန်တော်အများနဲ့ပေါ်တော့အဲဆူတောင်းပေးနေတယ်ကျွန်တော်ဒါ Facebook မှာ page မှာတင်တဲ့အခါမှာလည်းကျွန်တော်မျိုးတွေအဲဆူတောင်းပေးကြတဲ့ အဲမိတ်ဆွေတငယ်ချင်းတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဒီနေ့ပြောချင်ပါတယ်ခင်ဗျာပြည်သက်တွေအခုချိန်မှာအဓိကတော့ကျမ်းမာရေးပေါ့နော်ကျမ်းမာရေးကောင်းဖို့အတွက်အန်ရဘေးအန်ရကင်းရှင်းဖို့ကကြီးသုံးပါပြရကင်းရဖို့အတွက်လည်းဆူတောင်းပေးပါတယ်နောက်ပြီးနေတိုင်းနေတိုင်းဒီတိုင်းနေတိုင်းသွားလာဆောက်သတ်မှုတွေကအန်ရကင်းအဆင်ပြေဘေးကင်းပြီးတော့အဲကိုရောစိတ်ရောကျမ်းမာချမ်းသာဖို့အတွက်ပဲဆူတောင်းပေးချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်